techniques for sum counting program ဒီတွေ့ချင်းဆိုင်ရာပုံစံပုံစံတချို့အတွက်တဲ့ဒီစနစ်ရာလို့ပြရမှာကကျွန်တော် permutation with repetition ကျွန်တော်အရင်သင်ခဲ့တဲ့ permutation တွေမှာပြန်မထက်ဘူးပြန်မထက်တဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ပုံစံအခုကကြတော့ permutation with repetition permutation နဲ့ပြန်ထက်တဲ့ permutation ပုံစံတွေဆိုတော့ဘာလို့ပါလဲဆိုရင်တွေ့ရ ပြန်ထက်တဲ့ဘာမျိုးလေးရင်ပု္ပ္ပစာလေးဆိုတာဘယ်လိုမျိုးလဲဆိုရင်ခုမှမတမတစ်မတမတစ်အဲ့ဒီမတမတစ်ဆိုတဲ့ what စလုံးမှာဆိုလို့ရှိရင်အံဘယ်နှလုံးပါလဲဆိုလို့ရှိရင်နှလုံးပါတယ်တရားဘယ်နှလုံးပါလဲဆိုနှလုံးပါတယ်တရားဘယ်နှလုံးပါလဲဆိုနှလုံးပါတယ်เนาะအဲ့ဒီတော့ပြန်ထက်တဲ့ပု္ပ္ပစာလေးကိုပြောတယ် အဲ့ဒါကို permutation with repetition repetition ရဲ့ formula လေးက the number of permutation of all these and object and object ဒီအားလုံးရဲ့ number of permutation ကိုဘယ်လိုသတ်မှတ်လဲဆိုရင် and factorial ပါ and 1 factorial into and 2 factorial etc and are for two years ဆိုတော့ဒီကတော့ပံပြန်ထက်တဲ့ပံမီတွင်းကြီးနေတဲ့ဖော်မူလာဆက်တယ်ဆိုရင်ဒီဖော်မူလာလေးနဲ့ပါလို့ဆိုလို့ရှိရင်ညအပေါ်က and factorial ဆိုတာကစုစုပေါင်း factorial ဒီပြီးတော့အောက်က factorial ကပြန်ထက်တဲ့ factorial နဲ့ပါလို့ပြရမယ်ဆိုရင်စသည်ရ ုစုပေါင်းဖက်တိုရီယိုတီးပြီးတော့ပြန်ထက်တဲ့ဖက်တိုရီယိုနဲ့မလုပ်ပြရလို့ဆိုရင်စောက်ပေါ့အဲ့ဒီစကလုံးမတမတိပါဆိုလို့ရှိရင်စုစုပေါင်းဖက်တိုရီယိုဘယ်နှခုရှိမှလို့ရှိရင်တစ်ခု၊၂ခု၊၃ခု၊၄ခု၊၅ခု၊၆ခု၊၈ခု၊၁၀ဆတိဘယ်နှခုရှိလဲဆရာ၁၇ခု၁၇ခုရှိအဲ့ဒီစုစုပေါင်းဖက်တိုရီယိုတီးပြီးတော့ပြန်ထက်တဲ့ကောင်အမေရဘယ်နှလုံးရှိလဲ နှလုံး။အမေကတလုံးနှလုံး။အမေနှလုံးရှိမယ်။ဒူးအမ်အရာပဲနှလုံးရှိမယ်ကြားလို့။နှစ်အေနှစ်ခု။နှစ်ခု။ဒူးအေတီယာပဲနှစ်ခုရှိမယ်။တီယာနှစ်ခု။တီယာနှစ်ခုရှိမယ်။ဒူးတီအိတ်ကဘယ်နှစ်ခုလဲ?တစ်ခု။အိတ်ကတစ်ခု။တီယာတစ်ခု။အိုင်အာယာတစ်ခု။စီယာတစ်ခု။ ့ S ကတူ S ကတူ2 4 6 9 8 9 10 11အဲ့ဖတ်တူရနဲ့ဘာလုပ်ပြရမလဲဆိုရင်ပြန်စပြပြန်တစ်ရက်ကောင်းပါအမေကနှလုံးဆိုတော့2ဖတ်တူရရဲ့အင်ဒူ2ဖတ်တူရရဲ့အင်ဒူဆိုတော့နှလုံးဆိုတော့ဖတ်တူရရဲ့အင်ဒူဆိုတော့အင်ဒူဆိုတော့ဖတ်တူရရဲ့အင်ဒူဒီရဖတ်တူရရဲ့အင်ဒူဒီရဖတ်တူရရဲ့အင်ဒူဒီရနှလုံးဒီဖတ်တူဒါနဲ့ပြန်စပြဒါကိုပြောတာနော် permutation with repetition ဆိုတာက စုစုပေါင်းပါမီပီရှိလို့ပြီးတော့ပြန်ထက်တဲ့ပါမီပီရှိတယ်ပြန်ထက်တဲ့ sorry factorial နဲ့ပါလို့ရမှာလေစပါဗျာအဲ့တော့ဒီကောင်လေးကပါလဲဆိုရင်1/2 1/2 1/2 1လေးပဲဆိုတော့မထည့်တယ်ညာအဲ့တော့အဓိကဒီဒီအပိုင်းလေးမှာဆရာတို့သိနေကြတာပါလေပြန်ထက်တဲ့ပါမီပီရှိကိုရှာမယ်ဆိုရင် formula က m factorial m factorial စစုပေါင်း factorial ကိုကြည့်ပြီးတော့ပြန်ထက်တဲ့ factorial နဲ့ပါလို့ပြရမှာစပါဗျာဒါလေးသိတော့ အဲ့တော့ example အနေနဲ့ပြောကြမယ်ဆိုလို့ရှိရင် in how many way တဲ့ဒီလမ်းမလောက်လေ can it permutation of all the data ဟာ slow အားလုံးရဲ့ permutation ကဒီလမ်းမလောက်လေ the what or the what gain တဲ့ဆိုရဲစကလုံးတစ်လုံးမှာသူရှိတယ်တဲ့ permutation စလုံးပေါင်းအားလုံးရဲ့ permutation အစီအတက်ကဘယ်လောက်များများဖြစ်လဲအဲ့တော့ key နဲ့ဒါကိုဆရာတို့မလုပ်ရဘူး ကြည့်လိုက် k e e a n e s ဟာကိညာဆိုရဲကဲလုံးမှာသူကြီးကိယာပဏလုံးကြီးရတယ်တလုံးကိယာတလုံးဆိုလို့ရှိရင် 1p ဟာတလုံးကိယာပဏလုံးကြီးတယ်တုံးလုံးဒီရာ၃လုံးရှိတယ်3 3လုံးအများဆိုဒီမှာဗားလေးထည့်ပြင်မယ်ဆိုရင် s3 ထည့်ပြင်3လုံးဒါပြီးတော့ဒါပြီးတော့ဒါပြီးတော့ အန်ကဆရာလို့ဘယ်နှလုံးရှိလဲနှလုံးဆိုတော့ do and s ပြီးတော့ရှိရင် p ပြီးသွားပြီเนาะ s ကဘယ်နှလုံးရှိလဲဆိုတော့နှလုံးဆိုတော့ do as အဲ့တော့ဘယ်နှလုံးရှိလဲဆိုတော့အားလုံးကနှလုံးနှလုံးသုံးလုံး၄လုံး၅လုံး၆လုံး၇လုံး၈လုံးအဲ့တော့၄လုံး၆လုံး၈လုံးဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတွေ့တော့မယ်တော့ပဲဆိုလို့ရှိရင် in the word gain in the word gain ကလုံးကင်းတဲ့ဆိုတဲ့စကလုံးပါတဲ့။တရားအာဒီလက်တာလေးတွေစုထားတာကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် what နော်လက်တာလေးတွေစုထားတာကို what လို့ခေါ်။လက်တာဘယ်နှလုံးရှိတယ်ဆိုရင်လက်တာလေးတွေဘယ်နှလုံးရှိတယ် H လက်တာ H လက်တာရှိတယ်အဲ့ H လက်တာထဲမှာဘာတွေပါလဲဆိုလို့ရှိရင် concept ကိုစစ်တင် of ဘာလို့ပါမလဲဆိုရင် KR ဘယ်နှလုံးပါလဲဆိုလို့ရှိရင်ကျတော့ဥမာကြည့်ကြည့်ပါ KR တစ်လုံးပါလေ1 A ပြီးရဘယ်နှလုံးပါလဲဆိုရင်3 E အားငါဘယ်နှလုံးပါလဲဆိုရင် and ဖြစ်ရှိ s or 2s 2s and 2s အဲ့ဆိုတော့ဘယ်လုံးပါလဲဆိုရင်7လုံးပါ7လုံးပါဒါအဲ့တော့ဆက်လို့ရှာပြရမှာ in how many way ဒါနမ်ပါတော့ဝေးနော်ဒါနမ်ပါတော့ဘယ်နမ်ပါတော့ဝေးအဲ့တော့ဒီကောင်လေးကဘာဖြစ်လဲဆိုရင်ပြန်ထက်တဲ့ပါမြူတေးရှင်းပြန်ထက်တဲ့ပါမြူတေးရှင်းကိုလိုချင်လို့ရှိရင်ပါမြူတေးရှင်း with repetition ကိုလိုချင်လို့ရှိရင်ကျတော့စုစုပေါင်း factorial ကိုကြည့်ပြီးတော့စုစုပေါင်း factorial ကဘယ်လောက်လဲ8 factorial အဲ့ factory ရောပြန်ထက်တဲ့ factory ရဲ့လည်းပဲပါတော့မှာစီစာဒီကောင်တွေထည့်ရရတဲ့1 factory ရဲ့ into ပြီးလို့ရှိရင်ဆရာတို့ကမြည်တော့3 factory ရဲ့3 factory ရဲ့ into 2 factory ရဲ့ into 2 factory ရဲ့ into 2 factory အဲ့တော့အရှိက1 factory ရဲ့ဘာဖြစ်လဲဆိုရင်ထည့်လိုက်ရတယ်မထည့်ရဘူးသူကပြတ်1ဆိုတာ1ပဲ1 factory ပြည့်ဆို1ဒီနေ့ကြောက်လို့ရင်ပါပဲရမယ်ဆိုရင် လျှောက်တဲ့ကောင်ပဲရမယ်အဲ့တော့ပြန်ထက်တဲ့ကောင်နဲ့စားပြေးလိုက်ပါဖြစ်တယ်ဆိုရကဲအဲ့တော့ဆရာတို့ဒါလေးကိုရှင်းလိုက်မယ်ဆိုလို့ရှိရင်အိဖက်တိုရီယာကိုဆရာတို့ဖြန်းတော့မယ်အောက်ကအကြီးဆုံးကောင်ရဲ့ခြေမှာဖြစ်တဲ့အတွက်ကြောင့်အကြီးဆုံးကောင်3ဖက်တိုရီယာရှိတဲ့အတွက်ကြောင့်3ဖက်တိုရီယာဒီဘက်လိုက်ဆက်လိုက်အဲ့တော့ရှင်းဟောဟောချာအာလေး3ဖက်တိုအောက်ကကျတော့1ဖက်တိုရီယာက မရေးတော့ဘူး3 factor ချိန်ပါမို့လို့ဒီကောင်ကဆရာတို့ဖြတ်လိုက်လေ2 into 1 2 into 1 2 into 1အဲ့တော့3 factor ရဲ့3 factor ရဲ့ချိန်လိုက်လေ2နဲ့4 4 4ဆိုဒီကောင်ကမလိုက်ချိန်လိုက်ပြီအဲ့တော့8ခွန်6 9ကိုမလိုရမှာလေကကူလက်တာသုံးလိုက်ရမှာ1 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 in how many way နီလန်ဘလောက်လဲကန်နေ permutation of permutation အတွက်နီလန်ဘလောက်လဲ of all the letter စလုံးအလုံးအတွက် excellent ဆိုရဲနော်စလုံးအလုံးအတွက်ဇာတို့က permutation အရေးအတွက်နီလန်ကဘလောက်လဲအဲ့တော့ဇာတို့ဘာလို့မလဲသိလို့ရှိရင်ဒီမှာဇာတို့ excellent excellent e a c e R R E R C D ဒီစားလိုက်ဒီစားလိုက်မှာဆိုလို့ရှိရင်ဆရာတို့ E ပဲလာလို့ဒီလိုဒီလိုအဲ့တော့ 4E 4E ဒီလိုပြီးလို့ရှိရင် H ပဲလာလို့ 1H 1H ပြီးလို့ရှိရင် C ပဲလာလို့ 1C 2C ဒီအားနှလုံးပြီးတော့ 2C ပြီးလို့ရှိရင် R ပဲလာလို့ 2R နောက်တစ်ခုစီကအန်ငါဘယ်နှလုံးလဲဝမ်အဲ့တော့တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးခုနှလုံးရှစ်လုံးကိုးလုံးဆယ်လုံးအေးစားတဲ့မှာ၁၀လုံးခုနှလုံးရှိ၁၀လုံးရှိတယ်နော်အဲ့တော့ဒီမှာ၄ငါ၆၇ရှိကို30အဲ့တော့ဆရာတို့ဒီ exam လဲဆိုတဲ့စလုံးမှာ permutation အရေးအတွက်ဘယ်လောက်ပါလဲဆိုတာဆရာတို့တွေ့လိုက်နော်အဲ့တော့ in the word in the word e s t a n a e a c e l r e a c e e s t a n a ဆိုတဲ့စလုံးထဲမှာဒရအာ for e ဒရအာလက်တာဘယ်နှလုံးပါလဲဆိုလို့ရှိရင်10လုံးပါ10လက်တာဒါလည်းနော်အဲ့လက်တာ10လုံးထဲမှာဆိုလို့ရှိရင် consistent of cosecant of E apa dah lupa 4E 4E 1H 1H, 1H. 2C 1H. 2C 2F 2 2L and 1L and 1L. 1L so dia dah lupa tu ni Tahu? Saya lupa Dia nampak dah weh ဘယ်နံပါတော့ဝေအဲ့တော့ပြန်ထက်နေတဲ့ပါမြူတီရှိကိုသုံးမယ်ဆိုရင်ကျွန်တော်ဖော်မြူလာကစုစုပေါင်းပါမြူတီရှိကိုဒီတန်ဖတ်တူရီရဲ့ဖတ်တူ sorry စုစုပေါင်းဖတ်တူရီရဲ့ဒီတန်ဖတ်တူရီရဲ့ပါထက်တဲ့ဖတ်တူရီရဲ့နေစားတော့ထက်တဲ့ဖတ်တူဖတ်တူရီက4ဆိုတာထက်တဲ့4ဖတ်တူရီရဲ့ဒီ1မရတော့ထက်တဲ့ကောင်က2ဖတ်တူရီရဲ့ရေးမယ်ပြီးလို့ရှိရင်2ဖတ်တူရီရဲ့ရေးမယ်ပြီးလို့ရှိရင်1မရတော့เนาะ

နဲ့လီရှစ်အဲ့ဒါတွေကိုကတ်ကူလက်တာကြီးလိုက်ဘယ်လောက်ရ3ခု8 300 3ခု8 300 3ခု8 300ကျောင်းနော်အဲ့ဒါကို exercise ပြတော့ပြောလိုက် five five point four က number 1 find the number of permutation တဲ့ permutation ရေအတွက်ကိုရှာပြရမယ်ပတ်သက်လက်တာ of if the following what အောက်မှာဖေးထားတဲ့ စကလုံးကြီးရဲ့အောင်ရှာပြရမယ်ဆိုလို့ရှိရင် permutation ဒီဘက်ကိုရှာပြရအောင် number 1က infinity infinity i n f i n i t y ဒီမှာဆိုလို့ရှိရင်ဆရာတို့ i ကဘယ်နှလုံးရှိတယ်၃လုံး i ကနှလုံးနှလုံး၃လုံး 3i n ကဘယ်နှလုံးရှိတယ်နှလုံးရှိတယ်2 n 3 n ဟုတ်ပါဘူး n ဒူ n ဆိုတော့ ့လို့ရှိရင် app ကဘယ်နှလုံးရှိတယ်တလုံး one app d ရတလုံး one d one app တလုံး one အဲ့ဒါလေးကိုဒါလေးကိုဒီချက်မှဖြစ်နေ in the what in the what infinity i n f i n i t y infinity ဆိုတဲ့စကားလုံးထဲမှာဘယ်ဟာဘယ်ဟာဘာရှိတယ်လဲ ဘယ်နှလုံးရှိဒီနေ့3 4 5 6 8ဒီကောင်လေးကိုလည်းပြန်စစ်မယ်နော်5 6 8ဒီကောင်လေးမှာမှားနေပြီမှားပါ8ရတာ8တတာ8 8တတာထဲမှာ consistent of ဘာလေးပါမလဲဆိုရင် consistent of consistent of consistent of ဘာလေးပါမလဲဆိုရင်3 3 i do and two and one F. One F. D F one D. One D and, and one, one. one Y. One Y. You know? The number of V is the number of permutation. The number of The number of permutation. Yes. The number of permutation. Equal to စုစုပေါင်းဖက်တိုရီယယ်ပြီးပြီးတော့စုစုပေါင်းဖက်တိုရီယာအဲ့ဖက်တိုရီယယ်ပြီးပြီးတော့ထက်တဲ့ဖက်တိုရီယယ်နဲ့စားမယ်3ဖက်တိုရီယယ်3ဖက်တိုရီယယ် into 2ဖက်တိုရီယယ်ဒါလေးထည့်လဲရတယ်မထည့်လဲရတယ်မျက်စိရှုပ်တယ်မထည့်တော့ဘူးအဲ့တော့ကျွန်တော်ဘာလို့ဖြစ်မလဲသူတို့ရှိရင်ကြီးလို့က3ရှိတော့3 ठी ဆာလို့ဖြတ်လိုက်တာပေါ့ A 7 7 6 5 4 3ဖက်တိုရီယယ် 3, 8, 6, 5, เอาก็ทรีฟัตูรีเอเอ็นดูดูดูเอดูว่าว่าเท่าไหร่เนาะที่เราจะมาชิมทรีทรีนี่จะรีนี่นี่จะรีชิคโคชาวนาที่ถูกใจรู้ตะกุลาดาจีได้เลยชาวตรงเนี้ยตรงตรงชาวตรงเนี้ยตรงนี้มาดูก่อนเอาดูก่อนเสร็จแล้วป่ะไปเนี่ยไปไปเนี่ยไป 5 fp အဲ့တော့ p ကဘယ်နှလုံးရှိလဲဆိုလို့ရင်တစ်လုံးနှလုံးသုံးလုံးတစ်လုံးနှလုံးသုံးလုံး p p အားရဘယ်နှလုံးရှိလဲဆိုရင်1 9 1 i နှလုံးပဲရှိမယ်အန်ကဘယ်နှလုံးရှိလဲဆိုရင်1 n နှလုံးပဲရှိမယ်1 n e ကဘယ်နှလုံးရှိလဲဆိုလို့ရှိရင် e 2 e e က e ကနှလုံးရှိမယ်နောက်က a ကဘယ်နှလုံးရှိမလဲ1 a 1 a နှလုံးရှိမယ်ပြီးလို့ရှိရင် အာလန်ကဘယ်နှလုံးရှိလဲ1 1အဲ့တော့ဒီမှာဒီနေ့3 4 5 6 9 10ခုလုံးဆို4လုံး5လုံး6လုံး9လုံး10လုံး9လုံးဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်လိုက်လဲ in the way မမရှိပါလေသူရှိနေ fine apple မှာ fine apple တော့ fine apple မှာ p i n e a p p l e fine apple မှာ yeah ဘလောက်လက်တာရှိတယ်ဆိုလို့ရှင်နိုင်လက်တာရှိနော်နိုင်လက်တာရှိတယ် positin of ဘာတွေပါလဲဆိုလို့ရှင်အဲ့ဒီမှာ 3p 3p နောက်က 1i နောက်က 1n နောက်က 2e 2e ya and what and so အဲ့တော့ the number of permutation permutation ကိုလိုချင်လို့ရှိရင်ဆရာတို့ စုစုပေါင်းဖက်တိုရီယိုတီးပြီးတော့နိုင်ဖက်တိုရီယိုတီးပြီးတော့ထက်တဲ့ဖက်တိုရီယိုတီးတယ်3ဖက်တိုရီယိုတီး2ဖက်တိုရီယိုတီး2ဖက်တိုရီယိုနဲ့ဘာလို့ပြောလဲဆိုရင်စားပြရအောင်ကအကြီးဆုံးက3ဖက်တိုရီယိုရှိတဲ့အတွက်ကြောင့်လို့နိုင်ဖက်တိုရီယိုကို9 7654ဖက်တိုရီယိုအောက်က3ဖက်တိုရီယိုတီး2ဖက်တိုရီယိုဖြတ်လိုက်မယ်2 2 1 ကဒီဖက်တိုရီရဲ့ဒီဖက်တိုရီရဲ့ရှင်းလိုက်မယ်နှင်းနယ်လီလေးအဲ့တော့ဆရာတို့လောကြည့်လိုက်တာ3တုံညာ2 4တုံညာ3တုံညာ3တုံညာ assertive assertive a c c e t t a b r e assertive ။တရားဘယ်နှလုံးပါမလဲဒီမှာ။နှလုံး။နှလုံးဆို။ဒီ။တရားဘယ်နှလုံးပါမလဲ။နှလုံးဆို။ဒီ။တရားဘယ်နှလုံးပါမလဲ။တရားနှလုံးပါမလဲ။ဒီ။တရားဘယ်နှလုံးပါမလဲဆိုရင် 1B 1B တရား 1D တရား 1B 1M 1M အားလုံးဘယ်နှလုံးရှိရသူ10 4 5 6 7 9 10 စေလုံး6လုံး9လုံး10လုံး9လုံးစေလုံးနော်အဲ့တော့ either what either what a sub table ဆိုတဲ့စလုံးထဲမှာ a c c e p t a b r e စကလုံးထဲမှာဘယ်ရအာဘလောက်ပါလဲဆိုတန်းလက်တာစလုံးစေလုံးပါပါတယ် positive ကိုပါတော့ကောင်းလေးကဘာလဲဆိုလို့ရှိရင်2 8 2 a ဒါကြီးတာကြည့်မယ်နော်နှလုံးမလို့အများသုံးလိုက်2 a 2 c 2 e 2 e 1 b 1 b 1 d 1 b m 1 w 1 a ဟုတ်ပြီဒါနံပါတ် permutation permutation ကိုလိုချင်လို့ရှိရင်စုစုပေါင်း factorial ကိုတီးပြီးတော့ခတ်တဲ့ factorial နဲ့စားမယ်စုစုပေါင်း factorial က tan factorial တန်ဖက်တိုရီယယ်ကိုကြည့်ပြီးတော့ထက်တက်ဖက်တိုရီယယ်က2ဖက်တိုရီယယ်2ဖက်တိုရီယယ်2ဖက်တိုရီယယ်ဟာအကြီးဆုံးက2ပဲရှိရဆိုတော့ဘာလို့လဲ2တိရေးလိုက်10 9 8 7 6 5 4 3 2ဖက်တိုရီယယ်အောက်က2ဖက်တိုရီယယ်တစ်ခုခြေလိုက်မယ် จันดาริဖြန်းလိုက်မယ်ဒူဝင်ဒူဝမ်ဒူဝင်ဒူဝမ်အဲ့တော့ဒူဖက်တိုရီရယ်နဲ့ဒူဖက်တိုရီရယ်နဲ့ခြိလိုက်မယ်နှင်းနှစ်လီလေးလေးနဲ့ခြိလိုက်မယ်จันတဲ့ကောင်တွေကိုကယ်ကူလေတာနဲ့သုံးလိုက်ဟေး၅၃၆၃၅၃၆ဟုတ်နော်အဲ့ဒီတော့ဒါတို့ဒါကဘာလဲဆိုလို့ရှိရင်ဒီပိုင်းပါငါမှာဒီပိုင်းလေးอ่ะ permutation with repetition ထက်တဲ့ permutation ကိုသုံးတာ formula လေးကိုမှတ်အဲ့ဒါကဘာလဲဆိုရင်အပေါ်ကစုစုပေါင်း factorial ကိုဒီပြီးတော့အောက်ကထက်တဲ့ factorial နဲ့စပါရဒါလေးကိုမှတ်မိထားဖို့เนาะနောက်ထပ်တစ်ပါးမျိုးပါလဲ